မတို့အားလုံးမှာကိုစီမတူညီတဲ့အိမ်မက်တွေအများကြီးရှိကြပါတယ်။အရွယ်ရောက်လာတာနဲ့အများအဲ့ဒီအိမ်မက်တွေစီကိုရှောက်နေတဲ့လမ်းတွေဟာလည်းတယောက်နဲ့တယောက်ကွဲပြားခြားနာကြပါတယ်။တချို့ကကိုယ့်ရဲ့အိမ်မက်တွေစီကိုအရောက်လှမ်းနိုင်ခဲ့သလိုတချို့ကတော့အကြောင်းမျိုးမျိုးကြောင့်လွဲချော်သွားတဲ့သူတွေလည်းရှိကြပါတယ်။အခုဗီဒီယိုကအကြောင်းမျိုးမျိုးကြောင့်ကိုယ့်ရဲ့အိမ်မက်တွေစီမရောက်သေးတဲ့သူတွေဒါမှမဟုတ်ရင် လွဲချော်သွားတဲ့သူတွေအတွက်ဘလို့မျိုး mindset နဲ့ရှေ့ဆက်သွားမလဲဆိုတာတွေကိုမျှဝေပေးချင်တာဖြစ်ပါတယ်ပထမအဦးဆုံးနားလည်ဖို့လိုအပ်တာကဘဝဆိုတာက တူတူလေးပါပဲဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ်ဥမာတစ်ခုပေးရမယ်ဆိုရင်ငငယ်နှုန်းကဆရာမကတားတို့သမီးတို့ရဲ့အိမ်မက်ကပါလဲလို့မေးရင်ကျမတို့အားလုံးကခလေးပြပြီးတားကတော့ဆရာဝန်သမီးကတော့အင်ဂျင်နီယာဆိုပြီးတော့မှကျမတို့အားလုံးဖြည့်တတ်ကြပါတယ် တမီးကတော့အမိုက်ကောက်မယ်တမီးကတော့ငားရောင်းမယ်ဆိုပြီးတော့မှဘသူကမှတော့ဖြေကြမှာမဟုတ်ပါဘူးဒါပေမဲ့တခြားတစ်ဖက်မှာလည်းငငယ်ကဆရာဝန်ဖြစ်ချင်တဲ့သူကတစ်ချိန်မှာတော့မွေအခုချိန်မှာငားရောင်းရင်ရောင်းရနိုင်ပါပဲဒါကြောင့်မို့လို့အဓိကဆိုလိုချင်တာကတော့ dream ဆိုတာအဓိကအဖြစ်အိမ်မက်ဆိုတာက just a peak ဆို your mind ကိုဘွားရဲ့တစိတ်တည်းတတာရှိတဲ့ source တခုလို့ကျွန်မကပြောချင်ပါတယ်။အဲဒါကြောင့်ခလေးဘွားကတွေးခဲ့တဲ့အိမ်မက်တွေဟာအခုချိန်မှာမဖြစ်လာလို့ဆိုပြီးအားငယ်စိတ်တည်းနဲ့စိတ်တက်တွေမကြနေပါနဲ့ just a piece of your mind ဆိုတာကိုနှလုံးသားထဲထည့်ထားဖို့လိုအပ်ပါတယ်။ကိုရဲ့အခုလက်ရှိဖြစ်နေတဲ့အရာကိုသာအာရုံစိုက်ပြီးတော့မှအရာအလုံးကိုအတိတ်ကပြန်စနိုင်တဲ့အထိတံမာလိုက်ပါ အိမ်မက်တီစီကိုရောက်ဖို့ကိုကိုတိုင်ကအကောင်းဆုံးကြိုးစားခဲ့ပေမဲ့ကျမ်းမာရေးကြောင့်ဒါမှမဟုတ်အခြားအကြောင်းကြောင့်စသဖြင့်မထိန်ချုံနိုင်တော့တဲ့အခြေအနေတွေရှိလာတဲ့အခါမှာကိုစီမှာဘတ်ခုမှ မကြံတော့တဲ့အခြေအနေတွေရောက်လာတဲ့အခါမှာလဲအရာအလုံးကိုတုံ့ကြားကနေပြန်ဆနိုင်တဲ့အထီကိုကျမတို့တန်မာဖို့လိုအပ်ပါတယ် အရှုံးနဲ့ရင်ဆိုင်ရတာကိုအပြစ်ဆိုပြီးတော့မှငါအတုံးကြဘူးငါမစူးစားခဲ့လို့ဆိုတာတွေကိုထက်ခါထက်ခါတွေးနေတာတွေကို ရှက်ပြီးတော့မှအစ်စ်ကနေပြန်ပြီးတော့မှစတင်မှုအားတွေမွေးလိုက်ပါ အခုခါစပြီးတော့မှမွေးဖွားလာတယ်လို့မျိုးတွေးလိုက်ပါဒါဟာတင့်ကို new dream အိမ်မက်အစ်စ်တစ်ခုစီကိုစတင်နိုင်ဖို့အတွက်အင်အားတွေဖြစ်စီလာမှာပါ အလုံးမေကိုယ့်ရဲ့အိမ်မက်တွေစီကိုအရောက်လန်းနိုင်ကြပါစေရှင်အလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်